အိမ်ပေါ်ကဆင်းပြေးသွားတဲ့ကြောင်းရင်မန်ကိုအခုလိုရှင်းပြလာတဲ့မြတ်သူသူအခုရပိုင်းတဲ့အင်တာနက်ပေါ်မှာတော်တော်လေးဟော့ဖြစ်သွားတဲ့တွေကတော့တရုတ်ဆောင်မြတ်သူသူအိမ်ပေါ်ကဆင်းပြေးသွားတဲ့ကိစ္စပါအခုခါမှာတော့မြတ်သူသူဟာခင်မုန်းတဲ့အိမ်တွင်နေဆက်လို့ဆင်းပြေးရသလားဆိုတာကိုအခုလိုပြောလာပါတယ်တရုတ်ဆောင်မင်းသမီးမြတ်သူသူဟာစောပိုင်းမှာတော့ခင်မုန်းတဲ့တတိကြီးကိုစိုက်ထက်မြတ်နဲ့တော်တော်လေးကိုမှဆင်းပြေးသွားရတဲ့မိသားစုဘွားလေးကိုတိဆောက်နိုင်တယ်ဆိုပြီးတော့တည်ထားကြတာပါအထူးသဖြင့်မြတ်သူသူရဲ့ခင်မုန်းတဲ့ကိုစိုက်ထက်မြတ်ဟာဘာသာမတူတာတောင်မှမြတ်သူသူနဲ့အလူတဲလုံနိုင်လို့အားလုံးကချီးကျူးကြ ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့မြတ်သူသူကအိမ်ပေါ်ကဆင်းပြေးသွားတယ်လို့ခင်မိုးတေကပြောလာတာပါ။ဒါကြောင့်လည်းမြတ်သူသူတရားဘာကြောင့်ဆင်းပြေးသွားရတယ်လဲခင်မိုးတေကအနိုင်ကျင့်သလားကိုတိလက်ရောက်ရော်လို့သလားစသည်ဖြင့်ကောလာဟာလာတွေထွက်နေတာပါ။ဒါပေမဲ့လည်းမြတ်သူသူကတော့သူမကအိမ်ပေါ်ကဆင်းသွားတာမဟုတ်ဘဲတငယ်ချင်းတိတယောက်ကိုသွားတိုက်တဲ့အချိန်မှာဖုံးပရီကုံသွားတာကိုခင်မိုးတေကစိတ်ပူပြီးတော့ post တင်လာလို့ပြောလာပါတယ်။ဒါပေမဲ့လည်းချိုးသောပရိသတ်တရားတော့မြတ်သူသူကခင်မိုးတေကိုစိုက်တဲ့မြင်နဲ့တကယ်ရဖြစ်တာမဟုတ်ဘဲနဲ့ရွှေဆိုင်ဖွယ်ပွဲတဲ့တန်းရှိရှာတာဖြစ်မယ်လို့ဆို 加吧嘞。